ဟုတ်ကဲ့အားလုံးပဲမင်လာပါမင်လာပါဆိုင်မင်္ဂလာပါဟုတ်အဲဒီနေ့ကတော့2025ခုနှစ်ပေါ့နော်ဇွန်လ9ရက်နေ့အဲကျွန်တော်တို့ထူးထူးခြားခြားတည်င်းနေရယ်ပြီးတော့ဂျန်နဲ့စစ်ကောင်စီရဲ့အားနေချက်အာသာချက်တွေရယ်ပြီးတော့တော်လန်ပြည်သူလူထုတည်တည်တည်ထိုက်တော့အကြောင်းအရာလေးတွေပေါ့နော်အဲဒါလေးတွေကျွန်တော်ညီကိုနှစ်ယောက်ကမျှဝေတင်ဆက်တော့မှာဖြစ်ပါတယ်ဗျအဲ့တော့အဲတည်င်းတူးလေးတော့ရှိရယ်ဆိုင်တည်င်းတူးလေးရှိရယ်ဆိုတာဒါ ဟိုပေါ့ TNN နေရပေါ့နော် TNN နေက ND AA ကိုအရခတ်တော့ AA ကိုဒါနှစ်ပေါင်း80ကျော်ဒေါ်လာဤကာလဒေါ်တွင်းမှာပေါ့နော်လက်စုပ်လက်ကင်ပြနိုင်တော့ဒါဒေါ်လာဤတက်ဖွဲ့တစ်ခုဖြစ်ပေါ့နော်အဲဒါချီကျူးတယ်ဆိုတော့စကားလေးလဲသတင်းစကားလေးလဲသူတို့ပါလာတာရှိတယ်ပေါ့ဒါအရခတ်တော့ AA နေနဲ့လဲလက်ရှိဒါကြောက်ဖြူဘက်မှာဆိုလို့ရှိရင်လဲတောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်ငတိုင်းချောင်းဘက်ထီလဲသူတို့ရှင်းပြငတိုင်းချောင်းအနီးမှာလဲ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေရဆိုတော့လဲကြားရတယ်ဗောနော်ဟိုជីជីမမဟိုဘယ်လိုជីမသောအကောင့်ထဲပြနိုင်တော့ဟိုစစ်စင်ရေးတွေတာမအောင်မြင်သေးတာဗောနော်အဲကျန်တဲ့ဒီလိုတေးသေးမွားမွားတွေတော့တောက်လျှောက်တော့ဖြစ်နေတယ်ဗောជីជីမမဆိုတော့ဟိုရှေ့ကလုတ်ခဲ့တဲ့ဟာတွေမရှိဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒါလည်းတမျိုးထင်နေမှာဆိုလို့တော့ကြအဲ့ဒါလေးလည်းရှိတယ်ပြီးတော့ဒါတောင်တကုန်းတရားရုံးမှာတက်ဆွဲထားတဲ့ရန်ကုန်တောင်တကုန်းမှာတရားရုံးမှာတက်ဆွဲထားတဲ့ဒါဆက်ကစား တပ်ဖွဲ့ဝင်တွေကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကသွားပြီးတော့မှ assembly 9နဲ့ပြစ်လိုက်တာဗောနော် assembly 9ဆိုတဲ့အရာကရှေးရဒီဘုံသီးတွေမဲ့ဟိုဟာ40မီလီမီတာရှိတာဟုတ်သူ့ရဲ့အချင်းက40မီလီမီတာရှိတဲ့ဘုံသီးနဲ့သွားပြီးတော့မှပြစ်လိုက်နိုင်တဲ့ဟာကအဲ့ဒီဂန်းကတော်ယုံတန်ယုံခိုးဝဲ့ပြီးတော့တဲလို့အဆင်ပြေတဲ့အရာလည်းမဟုတ်ဘူးဗျာပစ္စတိုတို့ဘာလို့လို့သိရဒစာချင်းဖြုတ်ပြီးတော့မှဟိုနေရာယူသွားဒီနေရာယူသွားပြီးတော့မှအဲဒီဟိုကိုတယ်နဲ့ ပြောင်းနဲ့ပြန်ပြီးတော့မှပြန်တက်ဆင်လို့ရတဲ့အရာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒါဟိုတော့ရအောင်တည်ဆောင်ပြီးတော့မှအတောင်တကုံတရားရုံးထိသွားပြစ်နိုင်တဲ့ဒါကတော်တော်ချီးကျူးစရာကောင်းတယ်လို့ပြောလို့ရတာပေါ့ကျွန်တော်တို့ရဲ့ဒီဟိုက UG တက်ဖွဲ့ဝင်တွေကပေါ့နော်ဒီဟာလေးလည်းရှိရဲနောက်တစ်ခုကအဲဒီစစ်မှုထမ်းပတ်စဉ်71ပေါ့နော်စစ်မှုထမ်းပတ်စဉ်71တင်တန်းဆင်းတဲ့အဖွဲ့တွေဆိုလို့ရှိရင်သူကညမှာတော့တင်တန်းဆင်းဆေးပြဟိုတင်တန်းဆင်းအခမ်းအနားမှာပေါ့နော်တင်တန်းဆင်းအခမ်းအနားမှာတခြား စနေတကျအာညသာစားပွဲတွေပါတယ်လုတ်ပြီးတော့မှနောက်နေ့မနေ့လဲကြလဲကြရောဘာဖြစ်လဲသူတို့တွေကိုတက်ဆိုင်ရာတိုင်းနေခွဲလိုက်ကောပေါ့နော်ခွဲပြီးွားတဲ့အချိန်မှာဖုန်းနေအရင်ဆုံးတင်းလိုက်တယ်တိုင်းနေခွဲပြီးွားတော့ဖုန်းတင်းလိုက်တယ်မင်းက ARV တိုင်းမှာတာဝန်ထမ်းဆောင်မယ်မင်းကဘကိုးတိုင်းမှာတာဝန်ထမ်းဆောင်မယ်မင်းကကရင်ပြည်နယ်မှာတာဝန်ထမ်းဆောင်မယ်ဆိုတော့ကျွန်တော်တို့ဒီစကားဆိုင်အခေါ်တွေပေါ့အရှိတောင်တိုင်းစစ်တာနာကျုပ်လို့တောင်ပိုင်းတိုင်းစစ်တာနာကျုပ်လို့အဲ့လိုမျိုးတွေပေါ့ပြီးအနောက်အနောက်တောင်တိုင်းစစ်တာနာကျုပ်လို့ပါတော့ဒီလိုတွေအကုန်လုံး တာဝန်ခွဲဝေပြီးတဲ့အခါလဲကြာကြောင်ဖုန်းနဲ့တင်းလိုက်ဖုန်းနဲ့တင်းပြောမှအဲ့လူတွေကသူကကားပေါ်တင်းလိုက်မိသားစုနဲ့နောက်ဆုံးဆက်သွယ်ခွင့်ပေးလိုက်တယ်ဗောနော်နောက်ဆုံးဆက်သွယ်ခွင့်ပေးလိုက်တယ်ဘာမှစိတ်မပူနဲ့အဲဒါရှေ့တန်းရောက်ရင်ပြန်ဆက်သွယ်မယ်ဆိုပြီးတော့မှသူတို့ခေါ်ရတာဒီနေ့ဒီချိန်ဒီဟိုပျောက်နေတယ်ဗောနော်ဘယ်ရောက်လို့ရောက်မှာဘယ်ရောက်လို့ရောက်မှာမသိဘူးပျောက်နေတယ်ဗောအဲ့ဒီဟာကိုလည်းဒါမိဘတွေအနေနဲ့ဒလဘက်ကဒီဟွာရဲ့ဒီပါစာတယောက်ရဲ့အမေကသူကိုယ်တိုင် ရင်ဖွင့်လာလေးရှိတာဗောနော်အဲဒီကလေးကသူ့သားကလှမ်းပြီးတော့ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့မှအမေဘာမှစိတ်မပူနဲ့အဲကျွန်တော်ဖုန်းပြန်ရတဲ့အခါကျရင်ပြန်ပြီးဆက်သွယ်မယ်ဆိုပြီးတော့မှဒီချိန်ထိအဲပျောက်သွားတယ်ဗောနော်ဟိုလောက်ရှိဘူးဗော3 4ရက်5ရက်6ရက်အဲဒီဝင်းကျင်ဗောနော်အဲအခုကကျွန်တော်ပြောတဲ့အချိန်ဆိုလို့ရှိရင်တော့တပတ်လောက်ဗောအဲလောက်လောက်အထိပျောက်သွားတယ်ပျောက်သွားတာကသူကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့တွေအများတန်းဟိုဖြစ်နေတဲ့ ကျွန်တော်အမြဲတမ်းပြောကြတဲ့စကားထဲမှာပါတယ်အနာမသိငင်ကစစ်သားကဒီချိန်မှာတက်ထဲမှာနည်းနည်းပဲရှိရောဟုတ်အနာမသိငင်စစ်သားကအနာသိပြီးနောက်ပိုင်းအခုဒီစစ်မှုထမ်းဥပဒေအရဝင်ပြီးတော့မှတာဝန်ထမ်းဆောင်နေရတယ်စစ်သားကတက်ထဲမှာပုံများနေတယ်ပေါ့နော်အခုလိုက်ကောဘက်မှာထွက်လာတယ်ကိုမန်ဒိုစစ်ကြောင်းဆိုလို့ရှိရင် သူ့ရဲ့ဒီစစ်ကြောင်းဖွဲ့စည်းပုံဟိုဟာကြီးကလည်း အဲကျွန်တော်တို့ line ပေါ်မှာတက်လာတာရှိရစစ်ကြောင်းဖွဲ့စည်းပုံမှာအဲ့ဒီဘူကြီးရဲ့အယောက်30ရဲ့ဟိုပါဘောနော်ဟိုကွန်မန်ဒိုစစ်ကြောင်းရဲ့ဖွဲ့စည်းပုံနေကိုပိုင်နံပါတ်တွေကြီးလိုက်တဲ့အချိန်မှာသူကပထမဆုံးကသူကဟိုဒီတောင်းမှုဆိုလို့၄၅ရောက်ပဲပါတယ်ဟုတ်တယ်ပြီးနောက်နောက်ထပ်ပါလာတောင်းမှုနှလုံးတောင်းမှုနှလုံးကလည်း၄၅ရောက်ပဲပါတယ်အဲ့ဒီနောက်ဒေါက်လျှောက်ကပါစပါစဆိုပြီးတော့မှသူကတော်လျှောက်လာခဲ့တာပေါ့เนาะအဲ့တော့ပါစရီအနေနဲ့ကလည်းကျွန်တော်တို့စစ်မှုတန်းနေ အနေနဲ့ကပြည်သူစစ်မှုတန်းတွေအနေနဲ့ကလည်းရှောင်လွှဲရမယ့်နီလန်းတွေအဲဘယ်လိုရှောင်လွှဲတင်လဲဆိုတဲ့ဟာကြီးလဲကျွန်တော်တို့ channel အသီးသီးမှာပြောပြခဲ့ရရရှိတယ်ကျွန်တော်ကိုတိုင်းကျော်ရဲ့ channel မှာရောကျွန်တော်အရင်စကားပြောခဲ့တဲ့ channel မှာရောကျွန်တော်တို့တောက်လျှောက်ပြောပြခဲ့တယ်ဘယ်လိုရှောင်လွှဲတင်လဲဘယ်လိုလုပ်တင်လဲအဲဘာတွေချိတ်ဆက်တင်လဲဆိုတဲ့ဟာမိဘတွေအနေနဲ့လဲဘယ်လိုလုပ်တင်လဲဆွေမျိုးတိုင်းဝိုင်းနေလဲဘယ်လိုလုပ်တင်လဲဆိုတဲ့ဟာလေးတောက်လျှောက် ြောခဲ့တယ်ဗောနော်အဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်နောက်နောက်တစ်ခုဗီဒီယိုဖိုင်တည်တဲ့လုတ်ပြီးတော့မှာကျွန်တော်ထပ်ပြီးတော့မှာပြည်သူလူထုတင်ပြပေးမယ်ဗောနော်ဒါစစ်မှုထမ်းဥပဒေတွေနဲ့ရှောင်လွှဲရမယ်ရှောင်လွှဲတင့်တဲ့အကြောင်းအရာလေးတွေရှောင်လွှဲရမယ်နီလန်းလေးတွေကိုကျွန်တော်ထပ်ပြီးတော့ဝါဖြစ်မယ်ဗောအဲအဲ့ဒီအထဲမှာမှာအဲထူကြတဲ့သတင်းတပုတ်ဗောနော်ဒါဆရာကြီးဆရာကြီးတုံးသက်ပေးရမယ်ဟာဗောနော်ဒါ -262 မှာကျွန်တော်စီပေါ်စာလင်းရင်စီ ဘောဇာကားတစည်းပေါ့နော်အဲဒီဟိုပါပေါ့ဂါလန်3000ဆန်းကားတစည်းအဒုရကံမို့အရာကံမို့မင်းထုတ်အဲသူနဲ့အတူဖမ်းမိတယ်လို့ဆိုတော့အဲထုတ်ပြန်မှုပေါ်မှာဆရာကြီးနေနဲ့လေတက်ထဲမှာတွေ့ကြုံခဲ့ရတဲ့ဟာလေးအဲဒါပြည်သူလူထုကိုပြောတင်ပြောထားတဲ့ဟာပြီးလို့ရှိရင်လေရင်စီတဲဆောင်တဲ့လမ်းကြောင်းတွေကဘယ်လိုတွေရှိတယ်ပြီးရင်တော်လိုင်းတက်ဖွဲ့အနေနဲ့ဘယ်လိုပိတ်ဆို့လို့ရှိရင်တော့လေရင်စီမရောက်ရင်လေရင်အစည်းတရာပဲရှိ200ပဲရှိရှိစီမရှိရင် ဒီရင်းက၄ဘောရောက်เสียအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဒါရင်နဲ့ပတ်သက်ပြီးတော့မှဘလို့ပိတ်ဆို့ဖြတ်တောက်တဲ့နဲ့ပြီးဒီကားတွေကိုတုံးဆွဲပေးနေတဲ့ကုမ္ပဏီတွေကဘယ်ကုမ္ပဏီတွေဖြစ်တယ်ဆိုတဲ့ဟာဒါဆိုင်အနေနဲ့နည်းနည်းပြည်သူလူထုရှင်းပြပေးမယ်ဟုတ်ဟုတ်အဲဟိုတော်လိုင်းကလာတော်လိုင်းရေးကလာ၄နှစ်အတွင်းထဲမှာဒါ၄၀ကိုပထမဆုံးဟိုပါပေါ့ဖမ်းမိတယ်ဆိုတဲ့ဒရင်ကအခုမှတွေ့ရတာပေါ့နော်အဲ့ဒီဒရင်တွေ့လိုက်တာနဲ့ဟိုတကယ်ဟို အားရဝမ်းသာမိတာပေါ့ဒါကျွန်တော်2021တုန်းကတော့ကျွန်တော်တို့ပြောပြဘူးလေဒါပြည်သူလူထုတွေကတော်တော်များများကလည်းမေးကြတယ်ပေါ့နော်ကိုမန်းနေမှာမေးကြတယ်ဒီအစီအိုဘာကြောင့်မလုပ်နိုင်တာလဲဒီအစီအိုဘာကြောင့်ချက်ပြက်ပြီးတော့မတိုက်ခိုက်နိုင်တာလဲဆိုတော့မေးခွန်းမျိုးတွေမေးခဲ့ရတယ်မေးခဲ့တယ်ပေါ့နော်မေးခဲ့တဲ့ခါကျတော့လေဟိုဒါဒီမေးခွန်းလေးကိုအများကြီးဖြေခဲ့ရတယ်2022ခရီးအမှာကျွန်တော်က ဒီလေစီနဲ့ပတ်သက်ပြီးတော့လေစီတည်ယူပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့အကုန်လုံးရှင်းပြခဲ့တယ်ပေါ့နော်ကားနံပါတ်ကအစတက်ပုံကအစပေးခဲ့တယ်ဒါပေမဲ့လေးနှစ်တာအတော်တွင်ထဲမှာဒီဓာတ်ပြတ်တိုက်ခိုက်တာမျိုးတွေမလုံနိုင်ခဲ့ဘူးရှင်တော့တော့ကျွန်တော်တို့လေစီတည်တယ်ဆိုရင်ကျွန်တော်တို့ဒီတွဲကားတွေနဲ့တည်တာပေါ့နော်တွဲကားတွေနဲ့တိလဝါနေမှာအဓိကလေစီထွက်တဲ့နေရာတိလဝါဟုတ်ဒုတိယက ျွန်တော်တို့မကွေးတိုင်းမန်တန်ပြာခံရင်းနဲ့ချက်ဆက်ရုံပေါ့ဟုတ်အဓိကမင်းကတိလဝါပဲတိလဝါနေမှာမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့လေရင်ကွင်းနေနဲ့နောက်ပြီးစစ်တပ်ကဟိုစစ်တပ်လေရင်ကွင်းတွေကိုပို့တာပေါ့နော်ပို့တာတော့ဂါလန်ခုနတထောင်တွဲကားမျိုးလေးနဲ့တိလဝါမှာထုတ်ထုတ်ပြီးတော့မှခုနလိုတောင်ကူလေးတဲ့စကန်ဆိုလဲတောင်ကူလေးတဲ့စကန်ကျွန်တော်တို့ဒီတိလဝါနေမှာကလဝဲတရားပေါ့နော်ကလဝဲတရားနေမှာကျွန်တော်တို့ဈေးအကွင်း လမ်းဆုံပေါ့တာဆုံဆရာကွင်းတာဆုံကနေဒီမှာခုနပကုံမျိုးခြောက်လမ်းကနေဒီမှာ တောင်ကူလေးတဲ့စကန်ပေါ့တောင်ကူလေးတဲ့စကန်တို့နေပြီးတော့လေးတဲ့စကန်တို့အဲနောက်တစ်ခုကနမ်စတန်ဆိုရင်လည်းကျွန်တော်တို့တီလဝါနေဒီမှာခုနကာလန်တက်တောင်းတွဲကားနဲ့ဒါတီလဝါနေဒီမှာခုနလမ်းကြောင်းတိုင်းပဲသွားပြီးတော့မှဒါခုနပျော်ပွဲပေါ့ပျော်ပွဲလမ်းခွဲရောက်မှကျွန်တော်တို့တောင်ကြီးတိုင်းတောင်ကြီးကနေဒီမှာနမ်စတန်အဲ့လိုလမ်းကြောင်းတိုင်းပဲသွားနေတာပေါ့ပတိလီတဲ့စကန်ဌာနချုပ်ဆိုလဲ ဒီတိုင်းပဲ AOD လမ်းကြောင်းပေါ့နော်ခုနမဟာပန်တူလာတရားတို့ဘာတို့ကန္နာလန်းတို့ဘာတို့ကဖြတ်ဖြတ်ပြီးတမကုန်းဝိုင်းရနေပြီမှာခုနပတိလေးတစကန်ဌာနချုပ်အထိပေါ့ဟိုလေးတစကန်ဌာနချုပ်တော်တော်များများတော့ဒါအတိလဝါနေပြီးတော့တွားတယ်မကွေးလေးတစကန်ဌာနချုပ်ကိုတော့ခုနမန်တပ်မြာခံအနီးနာရင်းချက်ဆက်ရုံကထွက်တဲ့လေးရင်စီကိုပဲတုံးတာပေါ့တခါတလေမှာဒီမကွေးလေးတစကန်ဌာနချုပ်ကလေးရင်အတက်များလို့ရှိရင်မန်တပ်မြာခံထွက်တဲ့လေးရင်စီနဲ့တော့မလောက်ဘူး မလောက်တဲ့အတွက်ကြောင့်ဒါတိလဝအစီကိုပဲတုံးတယ်ပေါ့နော်ဒါဟိုလေတိုင်းမှာဒေစီအတုံးများတဲ့လေတဲ့စကန်ဌာနချုပ်တွေကတော့ခုနလိုအမကွေးလေတဲ့စကန်ဌာနချုပ်တို့မိထီလာလေကျောင်းတက်တဲ့လေတဲ့စကန်ဌာနချုပ်တို့အများကြီးပဲပေါ့နော်အခုလက်ရှိကတော့ဒါနမ်ဆန်ကလေစီထုတ်တဲ့ကားလို့ဟိုဖမ်းမိတယ်လို့သိရတာပေါ့အဲ့ဒီမှာတန်တရားဖြစ်တာဘာကြောင့်လဲဆိုတော့ဂါလန်3000ကားဖြစ်နေလို့အရင်တော့ကျွန်တော်ရှိတယ် ကြီးစင်လုံးကတော့ကားလန်တထောင်ကားတွေလည်းပဲထုတ်တယ်အခုကကားလန်3000ဆိုတော့ဟိုစိတ်ထဲမှာတခုခုဖြစ်နေတာပေါ့နောက်တစ်ခုကဒါနတ်မောက်ဘက်ကဖြစ်တယ်ဆိုတော့ငင်းကမန်းတံမြာကန်ကပဲထုတ်တာလားပေါ့နော်အဲ့ဒီမှာဒီတည်င်းထဲမှာကြည့်ရတာကတော့ခုနဒီဟိုပါပေါ့ jet a1 ရဲ့နောက်တစ်ခုက outing ရဲ့နောက် diesel ရဲ့၃မျိုးပါတယ်ပေါ့၃မျိုးပါတဲ့ဥစ္စာကိုအခုလက်ရှိကျွန်တော်ဒီမြေပြေတော်လိုင်းအဖွဲ့ရဲဘော်တွေကိုစုံစမ်းနေတဲ့အခါမှာ ဒီလင်းစီလင်းစီခုနချက် A ဝန်လားအောက်တိန်လားဒီဇယ်လားဆိုတော့ကိုကိုပြပြပြဒါမပြောပြနိုင်သေးဘူးအခုထိလည်းဒါဟိုဖမ်းမိတဲ့ခုနဖမ်းမိတာလဲဒါဟိုပေါ့ driver နဲ့စပယ်ယာနှစ်ယောက်ပဲဖမ်းမိတာလားပေါ့အဲ့သုံးမျိုးရှိတဲ့နေရာမှာကိုကိုပြပြမပြောပြနိုင်သေးဘူးဒါကြောင့်ကျွန်တော်အဲ့ဒါသိကျင်တာလဲဆိုတော့နမ်ဆန်မှာခုနအောက်တိန်ဆိုရင် PT6 လေးရင်အောက်တိန်နဲ့မောင်းတဲ့ လေရ PTC လေရှိတယ်။ JA1 ဆိုရင်ဒါခုန FTC 2000ကြီးတော့။ဟုတ်။အဲနောက်နောက်တစ်ခုက MI2 ရဟရင်ဒီလိုရဟရင်နဲ့လေရင်တွေကတော့ JA1 မောင်းတာပေါ့။ဒီဇယ်ကတော့ခုနလိုကျွန်တော်တို့ဒီအဲ FTC 2000ကြီးကားဟိုမှာခုနပါဝါကားတို့အောက်ဆီဂျင်ကားတို့အဲ့လိုကားတွေမှာဒီဇယ်ထည့်သုံးတာတို့နောက်တစ်ခုကရေဆက်ရေဆက်ထည့်သုံးတာလို့စီအမျိုးအစားဟုတ်ပဲ ကျွန်တော်သိကျင်တာပေါ့လေဒီစီသုံးမျိုးတွေက JA1 လားအော်တိန်လားဒီဇယ်လားဆိုတာအဲ့ဒါကိုကာကနာနာသိရရင်တော့ပို့ပြီးတော့ဒီဝန်တာအောင်အဓိကတော့ဟိုပြောချင်တာက JA1 ဖြစ်ဖို့ပို့ပြီးတော့တေချာဖို့ပဲကျွန်တော်တော့မျော်လင့်နေပေါ့နော်အဲ့ဒီမှာကခုနဟိုဖမ်းပြီးတော့လေခုနပထမအရာခံဖို့မင်းထွက်ဆိုတော့မင်းထွက်ပါတယ်ထင်တာမင်းထွက်လည်းမပါဘူးဖြစ်နေတာပေါ့နော်မင်းထွက်မပါတဲ့အခါကျတော့ဒါလေးတက်သားလည်းပါစေချင်တာလေးတက်သားမပါဘဲနဲ့ခုန driver နဲ့ စက်ပြရာပဲဖြစ်နေတာမျိုးပေါ့ဒါဟိုစီရဲ့တန်ဖိုးဥမာအောက်တိတ်ဆိုရင်ဒါအခုလက်ရှိ အောက်တိတ်ရဲ့တလီတာပေါက်ဈေးကကျွန်တော်တို့ဟို2845ကျပ်ပေါ့ဒါဂါလန်အားဖြင့်ပြောမယ်ဆိုတော့ဒါဂါလန်ကိုဟို1900ကျော်ဒါဂါလန်3000ဆိုရင်ဟိုတိုင်ကြီးကအလုံး60ပေါ့အလုံး60ရဲ့တန်ကြီးကပြန်ကြည့်မယ်ဆိုရင်ဒါအောက်တိတ်ဒါတေချာခဲ့ရင်လေဒါတိန်ပေါင်း380အထက်မှာရှိတယ်ပေါ့နော်နောက်တစ်ခုကကားရဲ့တန်ဖိုး ကားရတံဖို့ဆိုအခုလက်ရှိမြန်မာနိုင်ငံမှာဒီ3000ကားလမ်း3000ကားကျွန်တော်ဝေးကြည့်တော့တိတ်3000အထိပေါက်တယ်လို့ဟိုသိရတယ်ဗောနော်အဲ့ဒီအတွက်ကြောင့်စီတံဖို့နဲ့ဒါခုနကားတံဖို့နဲ့တွေကိုတိတ်ဟော4000နီနီကတ်နေပြီဗောဒါအားရဝန်သားဆရာတရင်ပါပဲဟုတ်ဟုတ်ဒါဆရာကြီးရှင်းပြသွားတာကတော့ဒါနည်းနည်းစကားလေးရှည်သွားတဲ့အခါကျတော့နည်းနည်းတချို့ဟိုဘာလို့ဆိုလိုတယ်ဆိုတဲ့ဟာလေးလည်း အဲဒါကျွန်တော်တို့သကားပိုင်းမတိုင်ခင်မှာကျွန်တော်တို့ဆရာကြီးပြောခြင်းနဲ့ရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့ဒီခါကသူတို့တွေလေရင်နေတကယ်မပြန်တမ်းမဲနဲ့လေ့ကျင့်ပြန်တမ်းမှုတွေတကယ်မလုပ်ဘဲနဲ့အဲစီခိုးရောင်းတဲ့ကာမြန်ဖြစ်နေမလားဗောနော်အဲဒါဘာဖြစ်လို့ဆိုတော့သူကဒီစကားစကားအမြဲတမ်းတည်လို့ရှိရင်လေရင်စီဂါလန်တပေါင်းတွဲကားနဲ့တည်တဲ့ဟာမှာဒီနေ့မှအထူးထူးခြားခြားဗောနော်ဖမ်းမိတဲ့ခါကျမှဂါလန်3000ဆန့် ကားနဲ့တော့ဖြစ်နေတဲ့ဟာလေဒါဆရာကြီးနေနဲ့လည်းတန်တရားတစ်ခုရှိနေတယ်ပြီးလို့ရှိရင်ဒါဒီသူတို့ခွင်ပြုမိတ်ပါတယ်ဗောနော်အဲ့ဒီခွင်ပြုမိတ်ကိုကင်ပြီးတော့မှကားသမားနဲ့စပယ်ယာကခွင်ပြုမိတ်ကိုဒီအရာကမမေးထိုးစီရနေပြီးတော့မှငွေကြေးတစ်ခုခုပေးပြီးတော့ပဲဖြစ်ဖြစ်တစ်ခုခုလက်စားပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြားအကြောင်းအရာတစ်ခုခုအကြောင်းပဲဖြစ်ဖြစ်ဗောနော်ဒီခွင်ပြုမိတ်ကိုကင်ဆွဲပြီးတော့မှ तू ကတခြားစီတွေတဲဆောင်တာလဲဖြစ်နိုင်တယ်ဆိုတော့တန်တရားလဲ ်ဒါဆရာကြီးနေနဲ့တန်တရာဝင်နေတယ်ပေါ့နော်အဲအဲ့ဒါလေးလည်းဟိုဟာဖြစ်တာပေါ့အဲ့တော့ဒီလမ်းကြောင်းนี่တကယ်ဟိုဟာဖြစ်မယ်ဆိုလို့ရှိရင်စစ်ကောင်စီကတကယ်လင်းရင်စီတဲပြီဆိုလို့ရှိရင်ဖြစ်နိုင်ဖြစ်နိုင်ခြေတွေပြီးရင်ဘယ်တရားနေတဲလဲဘယ်လမ်းကြောင်းนี่ဖြတ်တောက်တင်လဲဆိုတော့ဆရာကြီးဆရာကြီးတို့ပြောသွားရဲ့အဲထဲမှာတော့ပါတယ်ဒါပေမဲ့တိတိကျကျလေးဖြစ်အောင်နောက်တစ်ခေါက်လေးပြန်ရှင်းပြပါဦးသူကတော့အဲ့ရေတော့တော့ကျွန်တော်တို့အနာသိမ့်မှုမဖြစ်ခင်ကတော့ဒီလေးစီထုတ်မယ်ဆိုရင် ဒါကျွန်တော်တို့ဟိုကုမ္ပဏီကတော့ဒါသူကဥရှိမန်းအရှင်တော့ကားရဲ့ကားတွေပေါ့တိုးလိုက်မန်းအဲတိုးလိုက်မန်းရဲ့သူကားတွေလည်းဟိုလင်းစီဆွဲတာပေါ့အဲဒီမှာမှခုနမနေ့9ရက်လောက်ဆိုရင်တိလီဝါပူမားမှာထိုးပြီးကားထိုးပေးလိုက်တာ ਨੇ လင်းစီထည့်တယ်ပေါ့နော်အဲ့စာရွက်မှာလည်းခုနလည်းဂျက်အေဝမ်းပဲခုနဟိုခုနစာရွက်လိုမျိုးဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ဒီဇယ်တို့အောက်တိုင်းတို့ဆိုတဲ့ဥစ္စာမျိုးမပါဘူးဂျက်အေဝမ်းတစ်မျိုးပဲ သူပါတယ်ဗောနော်ကျဲအီဝမ်တမျိုးတည်းပါတယ်အဲ့ဒါမှာဂါလန်ကျွန်တော်တို့တောင်းဆိုရင်တိုင်ကြီးအလုံးနဲ့ရပါဗောအဲ့ကနေမှကျွန်တော်တို့ကာသမားနေမှစီတင်ပြီးပြီဆိုတော့လဲစထွက်တာစထွက်ပြီးလို့ရှိရင်ဒါ10နိုင်17နိုင်လောက်ဆိုရင်တခါတလေမှကျွန်တော်တို့ဒီကလဝဲတရားမရောက်ခင်မှာသမင်းစားတယ်ဂျမ်ပန်ရံကမှာတိုက်ဦးလို့ပါတော့မှာသမင်းစားနားတယ်ဗောနော်ဒါတွဲကားနဲ့အဲ့ကနေမှခုနနမ်ဆန်တို့ပါတော့နမ်ဆန်လေးတဲ့စကန်ဌာနချုပ်ဆိုလဲနမ်ဆန်လေးတဲ့စကန်ဌာနချုပ်ပေါ့ဒီနေ့မနေ့ခင်9နိုင်လောက်ကနေပြီးတော့စထွက်လို့ရှိရင် နောက်နေ့ည7:00နာရီ7:00နာရီလောက်မှာနမ်ဆန်လေးတက်စကန်ဌာနချုပ်ကိုဒါရောက်တာပေါ့နော်ဒါဟိုတောင်ဦးလေးတက်စကန်ဌာနချုပ်လို့ဆိုရင်ပါညာဆိုရင်တော့ခုနညနေလောက်ဆိုရင်ဒါရောက်တောင်ဦးတို့ပါတော့ကျွန်တော်နီးတာအောင်တောင်ဦးတို့နေပြီးတော့တော့ကျွန်တော်အဲ့လောက်မဝေးဘူးဒါတရက်ထဲနဲ့ရောက်တယ်ပေါ့နော်ဟိုနမ်ဆန်တော့ကျွန်တော်ခတ်ခဲတဲ့ခါကျွန်တော်ဒါနမ်ဆန်ကျွန်တော်ဟိုတညာအိတ်ပြီးတော့နောက်နေ့ညညပိုင်း7:00နာရီလောက်မှာရောက်တယ် အာနာသိမ့်မှုဖြစ်စေနောက်ပိုင်းမှာကျတော့တိလဝါမထုတ်တော့ပဲနဲ့ဒါလက်မဆန်လေးတဲ့စကန်ဌာနချုပ်ကဒါဦးလေးတဲ့စကန်နေပြီးတော့အထုတ်တယ်လို့လည်း information ရထားရပါတော့အခုလက်ရှိကဒါမင်းကမန္တန်မြာကန်ဟိုဘာကြောင့်ထုတ်တာလဲဆိုတာလဲအဲ့ဒါလည်းနောက်ဆက်တွဲဒါလေးစီစီမျိုးစား၃မျိုးတည်းကတမျိုးမျိုးသိရမှာလားဘာကြောင့်ထုတ်တာလဲဆိုတာကိုပို့ပြီးတော့သိရမှာပေါ့ဟုတ်ဟုတ်တော့လက်ရှိဖမ်းမိထားတဲ့ အဖွဲ့ကစီအမျိုးသားကဗာအမျိုးသားပါလို့တိတိကျကျသိရတဲ့ခါကြလို့ရှင်တော့ဒါဆရာကြီးနေနဲ့မချက်ပို့ပြီးတော့ပြုတ်နိုင်တယ်ဗောနော်ဟုတ်အပရိပီနောက်တစ်ခုကဆရာကြီးဟိုပါဗောလေရင်အခုလက်ရှိကျွန်တော်တို့လေရင်ပြည့်မရှိဘဲနဲ့ဗောနော်လေမင်းမရှိဘဲနဲ့လေရင်တွေကိုကျွန်တော်တာမန်ဆက်လက်နေဗောနော်တာမန်ဆက်လက်ဆိုလေရင်ပြည့်ဆက်လက်ပဲလေမင်းဆက်လက်နဲ့ပြည့်မယ်ဆိုလို့ရှင်ဘလို့နေရာတွေကိုထိလို့ရှင်အဲလေရင်ပြုတ်ကြနိုင်လဲဗောနော်အပြင်စီတိုင်ကြီးက ဘယ်နာဘယ်လေးမျိုးစားဆိုစီတိုင်ကြီးကဘယ်နာမှာရှိလဲဆိုတဲ့ဟာလေးအဲ့ဒါလေးဆရာကြီးနေနဲ့ဒီဟိုမေးထားတာလေးရှိလို့အဲ့ဒါလေး session ပြပေးပါဟောအဲ Y8 တို့ပါတော့ Y8 တို့ ADR တို့တော်တော်များများအသိပို့ဆောင်ရေးလေးရင်နေမှာတော့ဒါတောင်မှန်တို့ buy out တို့မှာတော့ buy out မှန်လဲဆိုရင်လဲခုနလိုစီတိုင်ကြီးတွေပါလေဒါ Y8 ဆိုလဲမှန်နိုင်တယ်ပေါ့နော်ခုနလိုလေးရင်တောင်ပန်ဘယ်ဘယ်ညာအစား သူကဟိုစီထဲလို့ရတာပေါ့တချို့ jet fighter တွေမှာလည်းရှိပါတယ် G4 လို့ပါလို့ဆိုလဲဒါတောင်ပိုင်းတော်တော်များများတော့ဒါလင်းတောင်ပိုင်းတွေမှာစီကတော့အများတန်းရှိတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ engine ပေါ့ engine ကတော့အဓိက main ပဲပေါ့နော် engine engine ကိုပြက်ခတ်တိုက်ခိုက်နိုင်နေဆိုရင်လည်းဒါ engine တစ်ခုခုဟိုပျက်စီးသွားတာနဲ့လင်းကပြတ်ကြပုံရခိုင်လုံးများတယ်ပေါ့ရဟဲရင်မှာကျွန်တော်ကျွန်တော်တို့ main router နဲ့တေး router ဆိုပြီးရှိတယ်ဒီ ယဟန်ရရင်နောက်မိပိုင်းကကျတော့တေးလို့တာပေါ့တေးလို့တာတော့ဘာလို့မှန်လဲဆိုရင်သူကသူ့ရဲ့ hair တွေကမမှန်တော့ဘူးပဲပဲထိန်းလို့မရတော့တဲ့အနေထားမျိုးဒါမျိုးတွေလည်းဟိုတေးလို့တာကိုလည်းယဟန်ရမှာဆိုလည်းတေးလို့တာတော့ဘာလို့မှန်လဲဆိုရင်ဟိုတော်တော်ဟိုထိထိရောက်ဒါလေပြက်ကြမှုရခိုင်လို့များတယ်ပေါ့ဟုတ်ဟုတ်အဲ့တော့ကျွန်တော်ဒီနေ့ဇကဝိုင်းလေးမှာကျွန်တော်ဒါထူးခြားတဲ့တည်င်းလေးတွေရယ်ပြည်သူလူထုအားရသင့်မဲ့တည်င်းလေးတွေရယ်ပြီးတော့ပြည်သူတည်ကျင်နေတဲ့ အကြောင်းအရာလေးတွေပေါ့နော်အဲကျွန်တော်လေရင်စီကတကယ်လေရင်စီအစ်စ်အမှန်လားဟိုစကားစကားသူကဒီတနေ့အားနေထုတ်ပြီးတော့မှာပေါ့နော်ထုတ်ပြီးတော့မှာသူတို့ရဲ့ leader စကန်ဌာနချုပ်တွေကိုပို့ပြီးတော့မှာဓာရီကိုလေရင်နဲ့ထည့်ပြီးတော့မှာပြည်သူကိုဘုံကျဲဖို့အတွက်စီမံတဲ့လေရင်စီလားဒါမှမဟုတ်လို့ရှင်လေသူတို့လေ့ကျင့်ပြန်တန်းတယ်လို့ပါလို့အချိန်တွေပြပြီးရမှာအဲဒီ training hour ခေါ်လာပါခေါ်လဲပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာတွေပြပြီးကမှာ ခိုးခိုးထုတ်ထားတဲ့စီတွေကိုပြန်ပြီးတော့မှရောင်းချတဲ့လေရင်စီလားဆိုတာကျွန်တော်တို့တိတိကျကျမကွဲပြားသေးဘူးဆိုတဲ့အကြောင်းလေးကိုဒါပြည်သူလူထုကိုကျွန်တော်တို့အနေနဲ့ပြန်လဲပြောကြားခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်